ရန်ကုန်တိုင်းမင်္ဂလာတောင်ညွတ်မြို့နယ်ဖဆပလရက်ကွက်အတွင်းအစင်းမြင့်အင်ယာစီမံကိန်းစတင်တော့မယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တဦးကပြောကြားလိုက်ပါတယ်။ခင်းနှင်းဖြူစိုးကတင်ပြပို့ထားပါရရှင်။မြန်မာနိုင်ငံမှာဖဆပလရက်ကွက်အတွင်းကအိုးအိမ်ကြီးအင်ယာတွေကိုအစ်စ်မြင့်အင်ယာစီမံကိန်းအနေနဲ့စတင်တော့ခဲ့ဖို့ပေါ့ရန်ကုန်တိုင်းဒေသကြီးဖြစ်တော်ကအကြီးအကဲလိုက်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တသမပုံမှန်အစီအဝေးစရုပ်ထာနေမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တအူးကပြောခဲ့တာပါကာကြီး ဒီပလိုမာစာရရလည်းမူလရှိသည့်စာသင်ကျောင်းစစ်ပေးကံစာကြည့်တဲ့များအပြင် community hall ပါထည့်သွင်းရေးဆွဲထားပါပြီ။ခါခွေလူတွေတိုက်ခန်းများကိုမူလအခန်းထဲပုံမူကျဝန်းအောင်ရေးဆွဲထားပြီး living environment ကောင်းမွန်အောင်တည်ထားပါပြီ။အိမ်ခန်းနှခန်းပါဝင်သောအထက်မြေလူနေအိမ်ယာများစောက်လုပ်ရန်ဖြစ်ပြီးဓာတ်လီကစနစ်ရေပေးစနစ်မိသားစနစ်များခင်မီအောင်ထည့်သွင်းထားပါသည်။တိုက်ခန်းတစ်ခန်းလျှင်ကားပတ်ကင်တစည်းနှုံရရှိမည်ဖြစ်ပါသည်။ ရငုံတိုင်းဒေသကြီးတို့တော့ကတရားဝင်အတည်ပြုလိုက်ပေမဲ့ရက်ကွက်တွေနေထိုင်သူတွေကတော့တရားဝင်အကြောင်းကြားလာရမယ်လို့ရှိသေးတယ်လို့ပြောပါတယ်လက်ရှိရတော့သူတို့အနည်းဘောကဒီပန်နီရောက်လာရှိတယ်။ဟိုမှာဒီမှာလည်းဒီဒါဒီလိုလည်းတောင်းကြထားတယ်။ဟောဒါရအနည်းဘောဖြစ်သေးဘူး။ဒါသူတို့ဒီဒီအတန်တွေကတော့ဒီရဲ့သတင်းတွေကတော့အကုန်လုံးကြားနေတော့ပျောက်ပျောက်ကြီးဈေးတွေပလောက်ပေးမယ်ပါလိမ့်မယ်ဆိုတာအဲ့ဒီကတော့အာသူတို့အနေနဲ့အဲ့ဒါအဲ့ဒီကတော့အဲ့ဒါကိုခုန်တိတာတယ်။ဒါနဲ့တော့တော့တင်ဝင်တော့တော့ခုန်ပြောသေးဘူး။ဒီရဲ့ဒီရဲ့ပလန်နီတော့မှဆိုတော့ ဒါတော့အမှန်ကန်တော့အဲ့ဒါတော့ဟုတ်တယ်ဟုတ်လားမမမပြရဘူးအဲ့ဒါတော့ပြောရမှာဟုတ်တယ်အဲ့ဒါတင်ပြရမှာပေါ့နော်ဟုတ်တယ်ဒီလိုစဉ်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 ပြောလို့တော့ပဲဖြစ်မှာဟုတ်တယ်အာဒီလိုတက်ကကြည့်ပြရမှာဒီလိုတက်ကကြည့်ပြရမှာအခုဆောက်လို့မယ်အစိမ့်မြင့်အိမ်ရာစီမံကိန်းကိုဖားစပလာရက်ွက်အတွင်မှာ73.9ဧကတဲ့ရှိရဲ၄တိုက်30နှလုံးကိုအခန်းပေါင်း800ကျော်တိဆောက်သွားမှာပါ အဲ့ဒီတိုက်ခန်းတွေဟာဥယျာဉ်အဖွဲ့က1954ခုနှစ်တည်းကတည်ဆောက်ထားခဲ့ပြီးနှစ်ပေါင်း60နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။အစစ်မြေအင်အားစီမံကိန်းစတင်မဲ့အချိန်တိကျကိုတော့မသိရသေးဘူးလို့ရက်ကွက်အတွင်းထိုင်သူတွေကပြောပါတယ်။ကျွန်မခင်းဖြူဆိုပါ